ပါကျွန်တော် Step to Singapore ကိုဝင်ပြောအောင်ပါမင်္ဂလာပါမအားတော့ Step to Singapore မှတ်တော်ပါရှင့်မအားတို့ကဒီနေ့ဒီ Singapore မှာရှိတဲ့အကြောင်းသားတွေအတွက်ကိုအလုံးဂိုင်းလုပ်နေတဲ့သူတွေအတွက်ကို sharing လေးလုပ်ပေးခြင်းနဲ့အကြောင်းအရာလေးရတော့ဒါလူလိမ်တွေအကြောင်းပေါ့နော်ဒီတို့မြန်မာနိုင်ငံမှာတွေဒီလိုငွေလိမ်နဲ့သူတွေအကောင့်လိမ်နဲ့လူတွေတွင်ရှိရမဟုတ်ဖ ೇನೆ ဒီ Singapore မှာရောနိုင်ငံတကာမှာရောဒီလိုလိမ်နဲ့ scammer တွေရှိရဲဆိုတာကိုသတိထားဖို့အကြောင်းလေး sharing လုပ်ပေးခြင်းပါရှင့် ဒီဥပမာပြောရမယ်ဆိုရင်ပေါ့နော်စင်ဘဘက်ရောက်ကစားအကြောင်းသားတွေအနေနဲ့ဆိုရင်ဘယ်လိုမျိုး scam တွေထိလဲဆိုရင်တို့ဒီ group တွေရှိရပေါ့နော် Telegram ဘိုင်းမှာဖြစ်စေ WhatsApp ဘိုင်းမှာဖြစ်စေအဲ့ဒီကနေပြီးတော့မှဘယ်လို message တွေလာမလဲဆိုရင်အကြောင်းသားတွေအဓိကကဒီ part time နဲ့အကြောင်းသားတွေကိုညှားတဲ့ပုံစံမျိုးပေါ့နော်အကြောင်းသားတွေအနေနဲ့ကကြတော့ဘန်သူဒီကိုပိုင် bank account နဲ့ငွေမောင်းရှိစရာမလိုဘူးမင်းကဒီ part time အနေနဲ့ငွေကိုပြန် ွဲပေးရမယ်။အမင်းတနေ့ကိုဘယ်နှယောက်လွှဲနိုင်ဘယ်လောက်ပုံရမယ်။အဲ့လိုပုံစံမျိုးကိုစားတတ်ဖို့နော်။အဲ့လိုပုံစံမျိုးလုပ်တာတကယ်တကယ်ကကြာတော့ဒီစကမာရှီကနေလာတဲ့ main ဒီပတ်စံကကြာတော့ black man နေဖြစ်နေတယ်။ဒီဒါပေမဲ့တကယ်တကယ်ចောင်းသားနေပြန်လွှဲပြီဆိုရင်ကြာတော့သူ့ရှီကနေထွက်သွားတဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ចောင်းသားရဲ့အကောင့်နေပိတ်ခံရတာမျိုးရှိတယ်။ဒီအမှုရှင်ဆိုင်က လို့ရှိရဲဒီငွေချီပြီးသားငွေမောင်းတွေပါပါသွားလို့ရှိရဲပေါ့နော်အဲ့လိုမျိုးဒီငွေလျှော်ရဲကိစ္စပုံစံမျိုးတွေ black money ပုံစံမျိုးတွေဒီ scam ပုံစံမျိုးတွေရှိရဲဗျအခုဆိုအော်ဒါဆိုကလေးလေးလည်းတတိထားအမှာပဲနော်နောက်တစ်ခုအမှပြပြချင်တာကြတော့ပေါ့ဒီမှာ tax လေးတွေလောက်ကမယ်ဆိုပြီးတော့ငွေလေးတွေနည်းနည်းသွင်းအန် tax လေးလောက်နည်းနည်းပြန်ရအဲ့ဒီကနေများများသွင်းရင်များများရမယ်ဆိုတဲ့ဟာကြီးတို့မြန်မာပြည်မှာတော့ကြားနေကြပဲဒါတွေဒီအဓိကပြောချင်တာဒီလိုဟာတွေဒီမြန်မာမှာပေါ်မလာခင်နှစ်ပေါင်းများစွာကလေး ေရာစင်ကာပူမှာဖြစ်နေတယ်။ဒါတွေကိုကလေးတွေအနေနဲ့သိရမယ်။အဓိကတော့ပေါ့နော်သူတို့ဒီလိုမျိုးလေးနည်းနည်းလောက်ထည့်ပြီးများများပြန်ရမယ်ဆိုတော့သူတို့လည်းရှိရလေးတွေထည့်ထည့်အာတက်စ်မပြည့်မချင်းထည့်ရမယ်ဆိုတာတွေနဲ့ထည့်ပြီးလုံးဝပြန်မရတော့တဲ့အလိမ်ခံရမှုဒါတွေလည်းရှိနေတာပဲရှင်ဟုတ်ဟုတ်ကဲ့ပါဗျဒါကြတော့ဒီကျွန်တော်တို့ step to singapore ကနေပြီးတော့မှចောင်းသားတွေအနေနဲ့သတိထားရမယ်ဒီ scammer တွေအကြောင်းအမှ knowledge sharing အနေနဲ့ပြောပြပေးသွားပဲဖြစ်ပါတယ်ဗျ